ဇင်တို့ကဘာတိုင်းကဘာတိုင်းဖျားပွင့်တာမဟုတ်ဘူးဖျားပွင့်တဲ့ကဘာရင်ရှိတယ်လို့ဖျားမပွင့်တဲ့တုံညကဘာဆိုတာလည်းရှိသေးတယ်အဲ့ဒါဖျားပွင့်ဖို့ကလည်းအမတန်မှခက်ရင်ဦးဇင်တို့လေးတင်ရှင်တဲ့ကဘာတသိန်းအတွင်းမှာဖျားငါးစုပွင့်တဲ့ကဘာဆိုတာဒီပတ်တာကဘာပဲရှိတယ်ကဘာကလည်းပဲ၆မျိုးတောင်ရှိတယ်အဲ့ဒါကိုရှေ့ဆရာတော်ဘုရားကြီးကဒီလိုမျိုးတွေ လင်္ကာတီးကုန်းပြီးတော့ထားခဲ့တသုတာရနိမန္ဒဝရသုံးစုသာသာရမန္ဒလေးစုပြဗဒ္ဓငါးစုသာကသုတော်မြမပွင့်ကသုံးညကကဗာ ကဘာချောင်းမျိုးမောကွန်ထိုကျမ်းယိုစင်အလာဘုရားတဆူပွင့်လို့ရှင်အဲဒီကဘာကိုတာရကဘာလို့ဒီလိုနာမည်ပေးတယ်နဆူပွင့်တော့မန္တကကဘာတဲ့သုံးစုပွင့်တော့ဝရကကဘာလေးစုပွင့်တော့တာရမန္တကကဘာ ငါစုပွင့်တော့ဗဒ္ဒကဘာတဲ့ဥစ္စံတို့လေးတင်ချေကဘာတသိန်းကာလအတွင်းဥစ္စံတို့ဖရာအလောင်းတော်သူ့မိတာရှင်ရသိပ်ဗျာဒိတ်ခံရကကဘာကနေပြီးတော့ယခုလက်ရှိရဘာဝိနည်းရတဲ့နေထိုင်နေရတဲ့ကကဘာတိုင်အောင်လေးတင်ချေကဘာတသိန်းအတွင်းဖရာငါစုပွင့်တဲ့ကဘာဆိုတာဒီတစ်ခုပဲရှိသေးတယ်ဘလောက်တောင်ခင်းရင်မရှားပါတယ်လေနော်အဲ့ဒါဖရာပွင့်တဲ့ကဘာကငါမျိုး ။ဘယတဆူမမပွင့်တဲ့ကဘာ၊သုံညကောက်ကဘာဆိုတာတမျိုးရှိတယ်။အဲ့ဒါကဘာ၆မျိုးရှိ။အေးဦးဇနောလေးသိရှိကဘာတသိအတွင်းမှာအလောက်အင်မတန်ကြာမြင့်လာတဲ့ရှည်လျားလာတဲ့အချိန်ကာလကြီးတစ်ခုမှာဘုရားပွင့်တဲ့ကဘာဆိုတာရည်တွက်ထားလို့ရတယ်။ကြည်တွက်ထားလို့ရတယ်။ပွင့်တဲ့ဘုရားကလည်းဘလောက်ပဲရှိတယ်လဲဆိုရင် ဘုရားတို့ဘုရားရှင်မမိဘုရားအလောင်းတော်မမိလိုက်တဲ့အဲ့ဒီကဘာမှာပွင့်သားတဲ့ဘုရားသုံးစုပါထက်ပြီးတော့တွက်လို့ရှင်အဲ့ဒါမြတ်စွာဘုရားပေါင်းနှစ်ကြိတ်နဲ့ရှစ်စုတဲ့နှစ်ကြိတ်ရှစ်စုဘုရားတို့ဘုရားအပါဝင်နှစ်ကြိတ်နဲ့ရှစ်စု28စုပဲရှိတာပွင့်တော်မူပြီးသားဘုရားဘုရားရှင်ဒီလဲပွင့်တာအင်မတန်မှနဲတယ်ဘုရားပြည့်ရကဘာကလည်းအင်မတန်နဲတယ်ဘုရားမပွင့်တဲ့ပုံညကဘာတွေကအင်မတန်များ ဒီကဘာကနေလေးသင်ရှင်းတဲ့ကဘာတသိမ့်အထဥဒ္ဓနုမြတ်စွာဘုရားအလောင်းတော်ပါရမီစုပန်ရာဘုရားစုပန်ရာကဘာကသာရမန္တကကဘာတဲ့အဲဒီကကဘာမှာတနင်္ဂရာမေဒင်္ဂရာတရဏင်္ဂရာဒီပင်္ဂရာဆိုဘုရားလေးစုပွင့်ဥဒ္ဓနုဘုရားအလောင်းတော်ကတနင်္ဂရာမေဒင်္ဂရာတရဏင်္ဂရာဘုရားသုံးစုကိုမမိလိုက်ဖက်နဲ့နောက်ဆုံးအဲကဘာမှာနောက်ဆုံးဖြစ်တဲ့ဒီပင်္ဂရာမြတ်စွာဘုရားကိုမိတယ် မိပြီးတော့အဲ့ဘုရားရှင်ရဲ့ခြေတော်ရင်မှာဝတ်စင်ပြီးသူ့မရရှင်လေးဘဝနဲ့ဘုရားစုကိုပန်းအဲ့ဒီတာရမဏကကဘာကြီးပြည့်စစ်ပြီးတော့တခါလေဘုရားမပွင့်တဲ့တုံညကကဘာတွေအသင်ချေအနန္တလွံ့မြောက်ပြီးတော့သွားနောက်ပြီးတော့တခါဒီကဘာကနေပြန်ပြီးတော့ရည်တွက်သုံးသိန်းချီနဲ့ကဘာတသိန်းထပ်မှာတာရကဘာဆိုတာပေါ်ပေါက်လာတယ် ဒီပင်ငရာဘုရားပွင့်ရကဘာနဲ့ကွန်းထင်ညာဘုရားပွင့်ရကဘာအဲ့ကြရဲဘုရားမပွင့်တဲ့ကဘာတွေဘယ်လောက်ဆိုတာရေတွက်လို့မရဘူးဒါကဘယ်အသင်ခြေတစ်ခုလို့ဆိုလို့ကွန်းထင်ညာမြတ်စွာဘုရားရှင်ပွင့်တော်မူတော့ဥဒ္ဓနောဘုရားအလောင်းတော်ဝိစိတဝီစัจ जा မင်းကြီးလာဖြစ်ပြီးတော့စัจ जा ဝရိမင်းစည်စိမ်ကိုစွန့်ပြီးယဟန်ပြုတယ်အဲဒီကနေနောက်လည်းပဲမင်္ဂလမြတ်စွာဘုရားပွင့်ရကဘာတိုင်အောင် ဈာထဲမှာဘုရားမပွင့်တဲ့ကဘာတဲ့အသင်္ချေအနန္တာရေတွက်လို့မရဘူးအဲ့ဒါတသင်္ချေလုံးမြောက်သွားဒီကဘာကနေပြန်ပြီးတော့ရေတွက်နှစ်အသင်္ချေနဲ့ကဘာတသိမ့်ထမှာဘုရားလေးစုပွင့်တဲ့သာရမန္တကကဘာပေါ်ပေါက်လာပြီတော့မင်္ဂလမြတ်စွာဘုရားသူမနမြတ်စွာဘုရားရေဝတမြတ်စွာဘုရားသောဘိတမြတ်စွာဘုရားဆိုဘုရားလေးစုပွင့်တော်မူတယ်မင်္ဂလာဘုရားလက်ထဥစဉ်တော်မြတ်စွာဘုရားကသူရုစေဘုံနာသူမနာဘုရားလက်ထအတုလနဂါမင်း ရေဝတ္တဘယလက်ထအတိဒေဝပုံနာသောဘိတဘယလက်ထသူဇာတပုံနာဆိုပြီးတော့ဒီလိုဖြစ်တော်မူတယ်။ပြည့်ပြီးတော့ပါရမီတော်တွေဖြည့်အဲ့ကဘာကြီးပြတ်ပြီးတော့ဘယမပွင့်တဲ့ကဘာတွေသွားပြန်ပြီ။တုံညကကဘာတဲ့အသင်းရှိအနန္တလုံမြောက်ပြီးတော့သွားဒီကဘာကပြန်ရည်တဲ့တသင်းချင်းတဲ့ကဘာတသင်းအထမှာဝရကကဘာ ဖြစ်တဲ့အတွက်ကြောင့်ဘုရားသုံးဆူပွင့်တဲ့ကဘာတစ်ခုပေါ်ပေါက်လာတယ်ပွင့်တဲ့ဘုရားရှင်ကိုတော်မြတ်တွေကအနောမတတ်သည်မြတ်စွာဘုရားဘဒုမန်မြတ်စွာဘုရားနာရရမြတ်စွာဘုရားဆိုဘုရားသုံးဆူအဲ့ကဘာမှာပွင့်အနောမတတ်သည်ဘုရားလက်ထက်ဥစ္စလုံးမြတ်စွာဘုရားလောင်းတော်ဟာဘလူစစ်သူကြီးဘဒုမန်ဘုရားလက်ထက်ချင်းသိင်းပြီးနာရရဘုရားလက်ထက်ယသိတစ်ပါးဖြစ်ပြီးပါရမီတော်တွေဖြစ်အဲဒီကနေနာရရဘုရား တိုင်အောင်ပွင့်ပြီးတော့အဲ့ဒီဝရကကဘာသူ့အချင်းတန်းတော့ပြက်စည်းသွားပြီးတဲ့နောက်ဘုရားမပွင့်တဲ့ကဘာတွေအသင်ချေနန္ဒတသင်ချေတုံညကဘာတွေသွားအဲ့ဒီကနေနောက်ဒီကဘာကပြက်ရတဲ့ကဘာတသိန်းအထက်မှာဘုရားတဆူတဲ့ပွင့်တဲ့ဘဒုမုဒ္ဒရဘုရားတဆူတဲ့ပဲပွင့်တယ်အဲ့ဘုရားရတာမှာဥစဉ်တော့ဘုရားအလောင်းတော်ကဇတိလအမည်ရှိသောတိုင်းကြမင်းကြီးဖြစ်တယ်တဲ့အဲ့ဒီဘဝနဲ့ပဲပါရမီတော်တွေဖြစ်ဈာရမှာဘုရားမပွင့်ရကလာတွေခါတဲ့ခုနှစ်တောင်းခံချပြီးတော့သွားတယ် ။ဒီနေရာမှာတရထားရမှာရှင်သာရိပုတ္တရာရှင်မောကလန်တို့ဟာတသင်ရှင်နဲ့ကဘာတသိပါရမီပြည့်ရတာဖြစ်တယ်ပြည့်ကြ။အသင်ရှင်နဲ့ကဘာတသိအထမှာပွင့်ခဲ့တဲ့အနောမတ္တိဘုရားလက်ထက်ကနေပြီးတာဝကဘောဓိဉာဏ်စုကိုအဂတာဝကစုကိုတောင်းခဲ့ကြ။ကဘာတသိပါရမီပြည့်ရတဲ့မဟာတာဝကကြီးတွေကကဘာတသိထမှာပွင့်တဲ့ဘုရုံဘုရတာဘုရားလက်ထက်မှာစုတောင်းပြီးဥဒ္ဒနောဘုရားလက်ထက်မှာလာပြီးတော့ဖြစ်တယ်ပေါ့ရှင်မကတ္တပါတို့လုံးမျိုးမထင်မြင်ကြည့်တယ်။ ဤကဘာနဲ့ပြန်ရည်ရည်တွဲကဘာ3000နဲ့အထက်မှာသူမေဒဖရာသူဇာနာဖရာဘုရားနဲ့ဆိုပွင့်နဲ့မန္တကကဘာပေါ့လာအဲကဘာမှာဥတ္တရလူလင်းနဲ့သူမေဒဖရာလက်ထက်သူဇာနာဖရာတက်မှာစစ်ကြဝရင်းမြင့်ဖြစ်အေးသူတို့ရဲ့စိစိန်တွေကိုစွန့်ပြီးတော့ယဟန်ပြုတ်ခဲ့တာယဟန်ဘဝနဲ့ပါရမီတော်တွေကိုဖြစ်ကျင်ခဲ့အဲဒီကနေ့ဘုရားမပွင့်တဲ့ကဘာပေါင်း12000လောက်ချားပြီးတော့ဒီကဘာကပြန်ရည်ရည်တွဲကဘာပေါင်း1000 အသောင်းရှစ်ထောင်နဲ့အထက်မှာအယံသုံးစုပွင့်တဲ့ဝရကကဘာပေါ်ပေါက်လာပြီးတော့ပိယတ္တတိမြတ်စွာဘုရားအတ္တတ္တိမြတ်စွာဘုရားဓမ္မတ္တတိမြတ်စွာဘုရားဆိုပြီးသုံးစုပွင့်ပိယတ္တတိဘုရားနဲ့ကသဗပုံနာလူလင်အတ္တတ္တိဘုရားနဲ့သူတိမပုံနာနောက်ကြတော့ယသိဝတ်တယ်ဓမ္မတ္တတိဘုရားနဲ့တရားမင်းအဖြစ်နဲ့ဥစဉ်တော်ဘုရားအလောင်းတော်ကစုံကြုံခဲ့ပြီးပါရမီတော်တွေဖြစ်ခြင်းခဲ့ရတယ် အဲဒီကနောက်ဘုရားမပွင့်တဲ့ကဘာတွေ1900ကျော်လောက်ခြားသွားပြီတော့ဒီကဘာကပြန်ရည်တွယ်64ကဘာအထက်မှာသိတ္တထမြတ်စွာဘုရားတဆူတဲ့ပွင့်တဲ့တာရကဘာဖြစ်ပေါ်လာအဲဒီကဘာမှာအဲ့ဘုရားလက်ထက်မှာဥစ္စလဘုရားအလောင်းတော်ဟာမင်္ဂလပုံနာဖြစ်တယ်အဲဒီကနောက်တကဘာဘုရားမပွင့်ဘူးတဲ့ဒီကဘာကပြန်ရည်တွယ်62ကဘာအထက်မှာဘုရားနှစ်ဆူပွင့်တဲ့ကဘာတစ်ခုပေါ်လာတယ်မန္တကကဘာ ပွင့်တော်မူတဲ့ဘုရားတွေကတိတ်တာဘုရားဖုတ်တာဘုရားတိတ်တာဘုရားလက်ထက်သူဇာတာမင်းနောင်ကြတောထွက်ပြီးတော့ယသိဝိဖုတ်တာဘုရားနဲ့ဝစီတာဝိမင်းကြီးဖြစ်ပြီးတော့မင်းစည်းစိမ်ကိုဆွံ့ပြီးတော့ယဟန်ဝိအဲဒီကဘာပြတ်ပြီးတော့တုံညကဘာမချဘူးဒီကဘာကနေပြန်ရည်ရည်တော့60တကဘာအထက်မှာဘုရားတဆူတဲ့ဝိပ္ပတိမြတ်စွာဘုရားတဆူတဲ့ပွင့်တဲ့သာရကကဘာပေါ့လားအိုက်ပြန်လာတယ်မှာဥစ္စံတော့ဘုရားလောင်းတော့အတုလနဂါမင်းဖြစ်တယ်အဲ့ဒီရနောက်ဘုရားမပွင့်တဲ့ကဘာ90နဲ့9ကဘာ တုံညကဘာပြပြတော့ဒီကဘာကပြန်ရည်ရည်အတွက်30နဲ့တကဘာအထက်မှာဘုရားနဆူပွင့်နဲ့မန္တကကဘာပေါ်ပေါက်လာပြီးတော့တိခီမြတ်စွာဘုရားဝတ္တဘူမြတ်စွာဘုရားဆိုပြီးဘုရားနဆူပွင့်တယ်တိခီဘုရားရှင်ကိုရောမြတ်လက်ထက်မှာအရိဏမအမင်းဝတ္တဘူမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်မှာသူတတနာမင်းဆိုပြီးမင်းစည်းစိမ်ကိုစွန့်ပြီးတော့ယဟဝဘုရားရှင်သာသနာတော်မှာရှင်ယဟန်အဖြစ်နဲ့ပဲပါရမီဖြစ်ကျင်တော်မူတဲ့ဥစ္စာတော်ဘုရားအလောင်းတော် အဲ့ဒီကနေတော့29ကဘာဘုရားမပွင့်တဲ့တုံညကဘာတွေချမ်းပြီးတော့ဥစဉ်တို့ဒီကဘာကိုရောက်လာဒီကဘာဗတ္တကကဘာဖြစ်တဲ့အတွက်ကြောင့်ဘုရားငါးစုပွင့်မယ်ကာကုသန္ဓမြတ်စွာဘုရားကောနာဂမနမြတ်စွာဘုရားကတ္တပမြတ်စွာဘုရားဘောဓမမြတ်စွာဘုရားရဲ့လို့ဘုရား၄စုပွင့်ပြီးတော့နောက်မှာအရိမိတ္တိယမြတ်စွာဘုရားဆိုပြီးတော့ဘုရားငါးစုပွင့် ။ဒါကုတ္တနာမြတ်စွာဘုရားလက်ထက်မှာဥစ္စုံတို့ဘုရားနောင်းတော်ကခေမယံဖြစ်ပြီးတော့ကောနာကုံဘုရားလက်ထက်မှာပပတ္တမင်းဆိုသွားဖြစ်။ကတ္တဝဘုရားလက်ထက်မှာဇောတိပါဠိဆိုဖြစ်ပြီးတော့ဥစ္စုံတို့ခုမိလိုက်တဲ့သာသနာမှာဘုရားအဖြစ်ကိုရောက်ရှိတော်မူတယ်ပေါ့။ဒါလေးတင်ကြီးကဘာတသိအတွင်ပွင့်တော်မူပြီးတဲ့ဘုရားရှင်ကိုရုံမြတ်တွေနဲ့ကဘာတွေကအဲ့လိုရည်တွက်လို့ရတယ်။ဘုရားမပွင့်တဲ့တုံညကဘာတွေကတော့ရစ်တွက်လို့ကိုမရဘူးအလုံးမတအပြင်းချေနန္တများတယ်ဘလောက်ထိတ်လန့်เสียကောင်းတယ်လေ